ထိုင်းကသူတို့ရဲ့ပြည်ပပုတ်ကုံတွေပေါ်ကြီးလေးတဲ့ခွန်တွေမကောက်ခံစေ ရေးရှောင်ရှားဖို့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့သူတို့ရဲ့စိတ်ကမ်းတွေမှာခရီးတစ်ထောင်နာကော်ပစ္စည်းတင်ပို့မှုတွေကိုတားဆီးပြီးအမေရိကန်ကုန်စည်တွေကိုပုံမဝယ်ယူမှာဖြစ်တယ်လို့ပြည်တွင်းစည်းကွက်ဒုတက်အောင်လှောက်ဆောင်မယ်လို့ဝါရှင်တန်ကိုပြောကြားခဲ့ကြောင်းထိုင်းဗန္ဒာယီဝန်ကြီးကမေ14ရက်မှာပြောကြားလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြဋ္ဌာန်းတဲ့ခွန်တွေကြောင့်အရှိတောင်အာရှမှာထိခိုက်ဆုံးနိုင်ငံတွေထဲပါဝင်နေတဲ့ထိုင်းဟာကမ္ဘာလုံးဆိုင်ရာတရားဝင်ဆိုင်ငံ့မှုဇူလိုင်လမှာတက်တမ်းကုန်ခင် အခွန်ရှော့ပေါ့ပေးဖို့နှိမ့်နိုင်လို့မရဘူးဆိုရင်တော့တို့ရဲ့ပို့ကုန်တွေဟာအခွန်36ရာခိုင်နှုန်းကောက်ခံခံရတော့မှာဖြစ်ပါတယ်။နှစ်ဖက်ကြားကုန်သွယ်ရေးဆိုဖြူချက်ဟာတူနိုင်ကိုနိုင်ဖြစ်ပါတယ်လို့ဘန်နာရေးဝန်ကြီးပီချိုင်းချွန်ဟာဗာဂျီယာကသတင်းတောက်တွေကိုပြောပါတယ်။အမေရိကန်ဘန်နာရေးဝန်ကြီးစကော့ဘက်ဆန်ကမိမိတို့ဆိုဖြူချက်ကိုအပြစ်သဘောတုံ့ပြန်ပြီးတော့နှိမ့်နိုင်ဖို့အသင့်ရှိရဲ့အကြောင်းဖော်ပြခဲ့တယ်လို့ဝန်ကြီးပီချိုင်းကဖြည့်ဆွက်ပြောပါတယ်။ထိုင်းရဲ့ကမ်းလှမ်းမှုကြောင့်အမေရိကန်ရဲ့လုံငွေပြမှုရော့ကျစေမှာဖြစ်တယ်လို့တခြားအကျိုးကျေးဇူးတွေလည်းရရှိမှာဖြစ်တယ်လို့ဝန်ကြီးပီချိုင်းကဆိုတာပါ။ လက်ရှိအခွန်36ရာခိုင်နှုန်းကိုတခြားနိုင်ငံတွေနဲ့တူညီတဲ့အခွန်နှုန်းဒါအထိလျှော့ချနိုင်နိုင်မယ်လို့မျှော်လင့်ကြောင်းလည်းသူကပြောပါတယ်။အမေရိကန်ဟာပြီးခဲ့တဲ့နှစ်ကထိုင်းရဲ့အကြီးမားဆုံးပြည်ပပို့ကုန်ဈေးကွက်ဖြစ်ခဲ့ပြီးတော့စုစုပေါင်းကုန်တင်ပို့မှုရဲ့78ဒသမ3ရာခိုင်နှုန်းအထိတန်ဖိုးအဖြစ်ကန်ဒေါ်လာ55ဘီလီယံရှိခဲ့ပါတယ်။ထိုင်းနဲ့မီမီတို့ရဲ့ကုန်သွယ်ရေးလုံငွေပြမှုဟာ45ဒသမ6ဘီလီယံဒေါ်လာရှိတယ်လို့အမေရိကန်ဘက်ကပြောထားတာဖြစ်ပါတယ်။